လက်စတာကိုအရင်တည်ပြီးအမျက်ထုတ်သွားတော့မယ်လီဗာပူးအားလုံးပဲမင်္ဂလာပါရှင်စပော့ဘာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဘာဘူးတင်ဟာပရီးမီးယားလိပွဲစဉ်33အဖြစ်လက်စတာအသင်းကိုအဝေးခွင်းကနေတွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။ဂျာတီတိမ့်မို့6ပွဲသာလိုတော့တဲ့အချိန်မှာဒီအသင်းနဲ့တင်းရဲ့လာရီကအတော်လေးကိုကွာခြားနေပြီလို့ဆိုလို့ရပါတယ်။ ရစာတင်းကတန်းဆင်းဖို့တည်ကြတဲ့လောက်ရှိနေပြီးတော့လီဗာပူးကတော့ချန်ပီယံဖြစ်ဖို့တည်ကြနေတာပါ။နောက်ဆုံးဆွမ်းဆောင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလက်စတာဟာနိုင်ပွဲတွေပျောက်ဆုံးနေတာကြာနေပြီဖြစ်တဲ့အပြင်သွင်းကိုတွေရှာဖေးရမှာလည်းအားနည်းနေပါတယ်။ဒီလိုအသင်းမျိုးကချန်ပီယံဖြစ်ဖို့အားထုတ်နေတဲ့လီဗာပူးလိုအသင်းမျိုးကိုတော့သူ့ရဲ့အိမ်ကွင်းပဲဖြစ်ပါစေရောတားဆီးနိုင်တဲ့အစွမ်းတွေကတော့ညှော့နေနေပါတယ်။လီဗာပူးအတွက်အရေးကြီးတဲ့အချက်ချက်အနေနဲ့ကတော့ ဒီပွဲစဉ်ကိုအနိုင်ရယူပြီးတော့စူပလားကိုမြန်မြန်ကိုင်းမြောက်ပြီးကြံရှိတဲ့ပွဲစဉ်တွေမှာအသင်းရဲ့ပွဲကစားချိန်လိုအပ်နေတဲ့ကစားသမားတွေကိုပွဲကစားချိန်တွေပေးစီတာပဲဖြစ်ပါတယ်။လီဗာပူးအသင်းချန်ပီယံဖြစ်ဖို့ကလည်း၆မှတ်ပဲလိုတော့တာဖြစ်ပြီးတော့တကယ်လို့အာဆင်နယ်ကသာချီချော်ခဲ့မယ်ဆိုရင်လီဗာပူးရဲ့စူပလားကိုင်းမြောက်ချိန်ကဒီထက်ပိုပြီးတော့လဲစောသွားနိုင်ပါတယ်။ တကယ်လို့လီဗာပူးအသင်းကအနီးကပ်ဆုံးပွဲစဉ်လေးဖြစ်တဲ့လက်စတာနဲ့စပါးတို့ကိုသာအနိုင်ယူသွားနိုင်ပြီးတော့ချန်ပီယံဖြစ်ခဲ့ပြီဆိုရင်နောက်ဆုံး၄ပွဲအနေနဲ့ချဲစီ၊ဘရိုက်တန်၊အာဆင်နယ်၊ပယ်လစ်တို့၄ပွဲပဲကျန်ရှိတော့ပြီးတော့ဒီပွဲစဉ်တွေကိုရာသီကြိုခြေစမ်းပွဲစဉ်တွေလို့သဘောထားပြီးပွဲကစားချိန်လိုနေတဲ့ကစားသမားတွေကိုကစားခွင့်ပေးလို့ရနေတာဖြစ်ပါတယ်။သူတင်ကတော့ရှေ့တန်းမှာဆိုလို့ရှိရင်ခေစာ၊ကွင်းလယ်မှာအမ်ဒိုနဲ့နောက်တန်းမှာဘရက်ဒလီတို့ပဲဖြစ်ပါတယ်။အဲ့ဒီအပြင်တောင်မန်ကစားသမားလူးဝစ်ဒီယက်ကိုနေရာပြောင်းကစားစီတာမျိုးတွေကိုလည်းအမ်စလော့ကပြုလုပ်လာနိုင်ပါတယ်။ အလုံးလဲတည်တဲ့အတိုင်းပဲနောက်ခံလူထရန်အာနိုကရာတီကုံနာနဲ့အတင်းကိုဆွန့်ခွာသွားဖို့ကတည်ကြသလားဖြစ်နေပါဗျ။ထရန်ရှိနေလို့ပွဲကစားခွင့်နေလိုနေတဲ့ဘရက်ဒလီကိုလက်ကျန်ပွဲစဉ်တွေမှာကစားချိန်ပေးခြင်းကလာမယ့်ရာတီကိုထောက်ပံ့ကောင်းနေပေးနိုင်မှာပါ။အဲ့ဒီအပြင်ကွင်းလယ်ခန်းစစ်ဖြစ် Graven Bash အစားအန်တိုကိုနေရာပေးလိုက်ခြင်းကလည်းလက်ကျန်ပွဲစဉ်တွေမှာကောင်းကောင်းချီးပြုလုပ်လို့ရနေပြီးတော့အဲ့ဒီကနေအပြေတခုတော့ထွက်လာဖို့ရှိနေပါဗျ။လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဒါဝင်နူညက်စ်အနေနဲ့ကတော့ရာတီကောင်နာနဲ့အသင်းပြောင်းဖို့အတော်လေးကိုနှိစက်နေပြီလို့သိရပါဗျ။ ဒီတော့တိုက်စစ်မှုနေရာကလည်းပြောစရာတွေအဖြစ်ရှိလာနေပြီးတော့ DS ကိုဒီနေရာမှာစမ်းသုံးလိုက်ရင်နေရာဒီမှာဘလို့ပြင်ဆင်မှုတွေလုပ်တင်လဲဆိုတာကိုစမ်းသက်ခွင့်ရသွားမှာဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လည်း M slot ခောက်ထားတဲ့တိုက်စစ်ကစားသမားခီစာကိုလည်းပေါ်ထွက်ခွင့်နေပြီးတော့လာမယ့်ရာသီအတွက်အထောက်အကူပြုမှုတွေကိုရရှိစေမှာဖြစ်ပါတယ်။ဒါတွေကိုလီဗာပူးအသင်းအနေနဲ့ကောင်းကောင်းကြီးသိရှိမှာဖြစ်ပြီးတော့တကယ်လို့ပရီးမီးယားလိဆူပလာကိုစောစောသာကင်မြောက်ထားနိုင်မယ်ဆိုရင်အတော်လေးအဆင်ပြေစေမှာဖြစ်ပါတယ်။စောလီကောင်းနေပါပဲ။ ဒါကြောင့်ဒီလက်စတာပွဲစဉ်ကနေအစချပြီးတော့နိုင်ပွဲတွေကိုပုံဖော်တင်နေတာဖြစ်ပါတယ်။နိုင်အောင်ကစားနိုင်တဲ့ရည်ချင်းတွေလက်ရှိနေပြီးတော့လက်စတာအသင်းရဲ့ပွဲစဉ်ကတော့အနီရောင်နေအတွက်နောက်ထပ်2ကဲမဲ့အနိုင်ရလက်တခုကိုခန်းစားသိရှိနိုင်မဲ့ပွဲစဉ်တွေပဲဖြစ်နေပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးခံမှန်းရလက်လေးတွေကိုလည်းဝင်ရောက်ဆွေးနွေးကြပါအောင်ရှင်။